နိုးတဲ့မရှိတော့ဘူးဆိုလို့ရှိရင်ဘယ်တော့မှကိုယ်ဖောင်ကိုလှုပ်ဖြစ်တယ်မဲ့အချိန်မရှိတော့ဘူးရှိပါဦးမလားရှိပါဘူးအဲ့ဒါကဆိုရင်ဒီဟာဖြစ်နေတော့ဒီနေ့တော့လည်းဒကာကျော်ဘာလို့မှားတော့ဒကာတက်ဘာလို့မှားတော့ကိုယ်ဖောင်မရှင်နိုင်သေးဘူးဖျက်တရားဓမ္မရေးရှိပါရဲ့ပဲလှုပ်အောင်အိပ်ရအောင်မဖျက်ဒီနေ့တော့လည်းဘာလို့မှားတော့ဆိုအိပ်ရအောင်မဖျက်နောက်တနေ့ဘာလို့မှားတော့မေးပြန်တော့လေ ဩရေတွေကခမရလက်ဖင်းရောက်နေပြီခမရကအိတ်သုံးရှိသေးတယ်ကိုပိုင်ဖောင်းလည်းမရှိသေးခမရသိရင်သို့သိခြင်းလို့လားလို့ဒီပြန်လည်းမေးစရာမရှိတော့ဘူးမှန်ပါဗျာဒါပဲမေးရတော့မယ်ဆိုတာသဘောပါမှန်ပါဗျာအဲ့ဒါကြောင့်ခွင်းတို့တရားဓမ္မတွေဟာမသိသောပုဂ္ဂိုလ်ကပြောဆိုနေတာတွေကိုအတုခိုးပြီးဒီကလားသိသောပုဂ္ဂိုလ်ကအန္တရာယ်ကင်းဖို့ဘေးရှင်းဖို့ရှောင်ပါဆိုတာကိုအေးဆက်ဆက်လုပ်နေတာလောက်ကိုယ်မိုက်ထူပြောတာဖြင့်တရားကျွဲမရှိဘူးမှန်ပါဗျာ ညာရောက်ကြပါလားသံမြင်ညမဟုတ်ပါဘူးလို့သတိထားလိုက်စမ်းပါမှန်ပါဗျာအလုံးလုံးရေးကြည့်တဲ့စကားနှခွန်းပါလားဖုံရှိမှလွတ်ကဲမှာပါလားမှန်ပါဗျာမတရားမှပြိနိဗ္ဗာန်ဆိုတာမဲခင်နဲ့မှသွားလို့ရတယ်နော်မှန်ပါဗျာခြေချင်းလေးရင်နဲ့သွားလို့မရပါဘူးဗျာအဲ့ဒါကြောင့်မဲခင်ဖောင်မှကိုယ်ပိုင်မရှိလို့ရှိရင်ဘုရားသခင်ကိုရမကြီးကဖြင့်မင်းတို့အသေးလို့တဲ့နေရာဌာနလဲမင်းတို့ဟာ မရောက်နိုင်တော့ပါဘူးဗယံမရာမြို့ပြီဗယံမရာမင်းတို့ဒီနေချင်းစိုးနေချင်းစိုးလမ်းသာမင်းတို့ရောက်တော့မှာပဲဆိုတာမြင်တော်မူသောကြောင့်မဂ္ဂင်ဖောင်ဒီဖြင့်ရှင်ပြောင်ဆိုတာကိုဓမ္မဗရာပါဠိတော်မှာတိုက်တွန်းတယ်ပါပါတကယ်တကယ်မှာကရုဏာတော်ယဉ်ကြီးဖြစ်နေလို့ပြောတာနော်မှန်ပါဗျာဘုန်းကြီးများကလည်းဘုရားကြီးကရုဏာတူလိုက်ပြီးဒီကလာတို့လည်းသိကြအောင်လေတို့ကရုဏာလည်းတို့ကဲတင်ပါတော်ကိုဆိုပြီးဒီကလာခမည်းတော်အိပ်ပင်မဲ့နေတိုင်းနှိုးပင် ခင်ဗျားတို့ကတော့အဲ့ဒါပဲအင်းနှစ်ပြင်ပါလို့မအောင်အယောင်းပဲတပည့်ပါလို့ပါလို့ပြောကြဆိုကြနဲ့ခဏကပါလို့မအောင်ဆိုခဏကလည်းကိစ္စတွေကမပြင်းပြတာတွေကရှိသေးဒါတွေဟူသေးရကအိပ်ပျော်ခြင်းဖြင့်အိပ်ပျော်နေတာပဲလို့မှတ်ရမှန်ပါဗျာတပည့်ကြကြမှန်ပါဗျာဒါဖြင့်အားလုံးကအရမတို့အိပ်တွေကို ရက်ဆက်ပြီးကြလားအနိုးပဲလှဲ့လိုက်ပါအောင်ဆိုတဲ့ဥစ္စာတိုက်တွန်းရပြန်တယ်ရှင်းမလားရှင်းပါပါကောင်းပြီဒါပြန်ဘုန်းကြီးတို့ဓမ္မတွေဒီတိုင်းနဲ့ပဲချိန်သာကုန်လို့ရှိရင်ဖြင့်ဩခမရတို့စုထားတဲ့ပစ္စည်းကလည်းခမရတို့မကယ်တဲ့ပြင်မှာတိတ္တဘုံဘုပဲသူကမျောသေးသေးချမ်းမဲ့နဲ့တိတ္တဖြစ်အောင်မျောချလိုက်အင်းလောဘဒေါသတွေကလည်းငရဲရအောင်ပဲမျောချလိုက်မောဟဆိုတာလည်းတိရစ္ဆာန်ဘုံရအောင်မျောချလိုက် ဩဒါပြန်သူအိတ်နေခဲ့လို့ဒီဘုံဒီဌာနညှိုးရင်ရောက်လာတာကိုလို့မဆုံနိုင်ဘူးဆုံးပါဗျာဒါပြန်ဒကာရမတို့အိတ်ချိန်လားနှိုးချိန်လားနှိုးချိန်ပါဗျာနောင်ဝေရီတော်ဆရာသမားနဲ့လည်းမတွေ့တော့ပါဘူးဒကာကျွဲဘာသာရေးကလည်းမရှိတော့ပါဘူးရှိပြန်လဲအောက်တန်းတရားတွေသာရှိနေမယ်ဆိုလို့ရှိရင်လည်းဥပအောင်ခက်ပြီမခက်ပဲဘူးလားခက်ပါဗျာဒါကြောင့်ခွန်ကြီးတို့ဓမ္မတွေယခုချိန်ကစပြီးကြတယ်ဓမ္မကျွဲရှေ့ဘက်မှာနှိုးချိန် နှိုးပါတော့နှိုးပေးမဲ့လူလည်းရှိပါသေးတယ်။မှန်ပါဗျာ။နောင်ကြတော့နှိုးပေးမဲ့လူကိုပဲတခါတည်းရှိလိမ့်မယ်လို့ဘယ်တော့မှမအောင်မင်း။မှန်ပါဗျာ။ဒါဖြင့်လို့တော့ဆိုတော့ဟောဒီမေကမွေးလာတယ်ဒီမေညာပဲရောင်းနေဝဲနဲ့တောင်သူဖြင့်တောင်သူလည်းဓမ္မသားသမီးဖြင့်တောင်သူလည်းဓမ္မလို့ကိုပဲသင်လို့တော့အဲ့အိတ်ခဲသင်လို့တယ်။မှန်ပါဗျာ။အင်းရောင်းဝဲဓမ္မဖြင့်လည်းသူသားသမီးကိုအရောင်းဝဲပဲသင်လို့လိုက်ပြန်တော့အိတ်တာပဲသင်လို့တယ်။နှိုးတာပါရလား။မှန်ပါဗျာ။ တို့ပါတဲ့노ရလေးကလည်းမင်းပူရင်လူတာပေါ့ကွာအာခေရသရင်လက်ပြလိုက်ကဥပုပ်ဆောင်တာပေါ့ကွာဒါလေးကလည်းမက်ကန်ဖောင်ထဲမှာသူကအရင်ဖြစ်တဲ့အရင်တွဲရမယ်ဖောင်မှမဟုတ်ပဲနောက်မှသီလဆရာနောက်မှဝင်လာတာရှိဥစွာငါလုံးတွဲပြီးမှရှစ်လုံးဖြစ်မှာဘူးအဲ့တော့ဒါလေးတော့ကလည်းတွဲလို့လည်းမဖြစ်သေးတော့ ဒီဟာတွေကလည်းခမရတို့ခိုးလောက်အောင်ရှိလောက်အောင်အန္တရာယ်ကင်းလောက်အောင်ကစကားကြွယ်တကယ်စင်စစ်မဖြစ်သေးဘူးမှန်ပါပါဖြစ်ပါမဖြစ်ပါဘူးမဖြစ်သေးတော့လူသေးတဲ့ဖြစ်တယ်ကများမနေဘူးမှန်ပါပါအေးဒါကြောင့်ဩအခုဘောလက်တင်ပြီးစဉ်းစားပါယနေ့တည်းကဩငါနဲ့ပြန်ပါလို့မှာတော့တပက္ခံကပါလို့မှာတော့ခဏက္ခံကပါလို့မှာတော့ကိုယ်ကိုယ်ကိုအခုဘောလက်တင်စဉ်းစားဩငါဒီကားလို့ရှင်ဘုရားသခင်ကိုရမကြီး ညံသွားနဲ့ကြည့်လိုက်တဲ့အခါအဲ့တဲ့အလုပ်ကြီးငါလုံးနေပါလားနိုးတာကမပါပါလားနိုးပါတယ်ဖောင်ရှင်ဖြစ်တယ်မနိုးတဲ့ပုဂ္ဂိုလ်ဖောင်ရှင်ဖြစ်တယ်လို့ထုံးစံရှိပါရဲ့အဲ့ဒါကြောင့်အလုပ်လုပ်မယ်လို့ကြံလို့ရှိရင်ပဲအိတ်မှားအိတ်အိတ်တဲ့အလုပ်လားနိုးတဲ့အလုပ်လားဆိုတာကိုလည်းဝေဖန်ပေးကြလားအိတ်ချိန်နဲ့နိုးချိန်လေးကိုဖြင့် ဖွဲ့ကြဝေဖန်ပေးကြလားသိကြပါဆိုတာတရားမဟုတ်မီရှေ့ဖို့ကာလမှာကိုကိုကိုဝေဖန်နည်းကိုပြောလိုက်ပါတယ်မှန်ပါဗျာဝေဖန်တတ်ပလားမှန်ပါဗျာခဲတော့ပြန်တိုင်းသမီးဇီဝရင်လဲလိုက်နေတဲ့အချိန်ကျတော့ဘာချင်းဆိုကြမယ်သိတယ်ပြပါဗျာအင်းခန္ဓာကိုယ်ညံလဲပြီးဥပဒနာရှိနေတဲ့အချိန်ကျတော့ဆိုကြပါဗျာအော်အဲ့ချိန်လဲဒကာရမတို့ ရေလာနေတာပဲမှန်ပါဗျာနှိုးစင်ရေလာတဲ့ပုဂ္ဂိုလ်နဲ့အိတ်စင်ရေလာတဲ့ပုဂ္ဂိုလ်နဲ့အံရကင်းမှုကတော့ကွာပါလိမ့်မယ်မှန်ပါဗျာဒါကနိုးနေတဲ့ပုဂ္ဂိုလ်ကလည်းဖောင်းပါရှင်ပြီးကြတာပြီးပြီးသားဖြစ်နေနေမယ်ဆိုရင်တော့ပြန်တဲ့ပုဂ္ဂိုလ်ကြီးကမ္မတကပဲနိုးလို့ဖောင်းရှင်တဲ့ပုဂ္ဂိုလ်သာလင်လူရဲ့ကျွရဲ့ချမ်းသာရဲ့သူ့မှာသာကိုယ်ပိုင်ရတော့တယ် မဆုံနိုင်ဘူးလားအဲ့ဒါကြောင့်ခင်ဗျားတို့အိတ်လာတဲ့ရက်ပေါင်းဘယ်လောက်ရှိပလဲလို့မေးလို့ရှိရင်ကလေးတုံငယ်လူငယ်ကလည်းအိတ်လာခဲ့တယ်ပညာသင်တုံးကလည်းအိမ်တော်ကြီးသားတို့တည်တော်ကြပြန်ကြတယ်အိမ်တော်သားကြပြီးဒီကလာတကားကိုကိုကိုင်နဲ့နေကြမြန်တော့ကောခိုင်းတာပြန်အိတ်တဲ့ချိန်ကမရပြီနိုးတဲ့ချိန်ကနေတော့နိုးတဲ့ချိန်မြန်မြန်ဆင်လိုက်ရင်လည်းဒီဖုံဖြစ်ပါသေးတယ်အလုံးဝမဆင်တော့ပါဘူးဆိုရင်ဖြင့် ဘယ်လိုပိဋိရွတ်ပိကလာဘယ်လိုအမြတ်ဝင်냐တော့လဲမျောချက်မြုပ်ချက်ကတန်လုံးလို့သာဓုခေါ်ချိန်မှာပေါ်နိုင်ဘူးပေါ်နိုင်မှာပေါ်နိုင်ပါဘူးအဲ့ဒါရင်ညာနဲ့လက်ချင်းမှာဩငါနဲ့ဒီလိုဆရာကောင်းသမားကောင်းတွေသာမတွေ့တော့ဘူးဆိုလို့ရှိရင်ဖြင့်ငါတော့ကိုကျိုးနေတာဖြင့်မရှိတော့ဘူးဆိုရိုက်ဘူးလားအခုတော့ကျင်းနေအိတ်ချိန်ဒကာရမတို့ကွဲကြပါဘူး။ဒါရင်တော့ဖြင့်နှိုးချိန်မှာဒကာရမတို့ဘာလုပ်ရမလဲ ဥပဒနာတွေဆိုမဲ့ကင်ဖောင်ကြီးရှင်းရမယ်ဗျာဥပဒနာမဲ့ကင်ဖောင်ကြီးရှင်းမှဒါလင်းတဲ့တရားဓမ္မတို့လောကုတ္တရာမဲ့ကင်ဖောင်အရှိဖြစ်လာမယ်မဟုတ်လားကောင်းပြီဒါဖြင့်တရားဓမ္မတို့ဖောင်ရှင်းတဲ့ဤကိုပဲနိုးတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါပြီနိုးပေမဲ့လည်းဖောင်ကိုပဲလို့ရှင်းရမှမသိလို့ရှင်းရင်ဖြင့်နိုးနိုးနဲ့မြောရလို့ရှင်းရင်လည်း ဒါနနိုးသီလနိုးလောင်နေတော့လို့မျိုးမှာပဲမျိုးပဲဦးလားမျိုးပါပါမဲခင်ဖောင်ကြီးမှမရသေးသေးကလပ်ပတ်လုံးဖြင့်ဒကာဓမ္မတို့စိတ်အေးလက်အေးနဲ့နေဖို့ရာရေးဝေးပါသေးတယ်ဆိုတာဆုံးဖြတ်ချက်ချက်မှန်ပါဗျာပေါ်ကြလားမှန်ပါဗျာ